လိုက်ဆိုင်ကိုကြည့်ရှုနေတဲ့ပြည်တွင်းပြည်ပရဟန်းရှင်တို့ပြည်သူအားလုံးမင်္ဂလာပေါင်းတဲ့ပြည်စုံကြပါစေ။ဘေးကင်းရန်ကင်းကြပါစေ။ယခုခါမှာရာသီဆက်ဝန်းတို့တရွေ့ရွေ့ပြောင်းရွှေ့လာတာမဟာတကြံကာလရောက်ရှိလို့လာပြီပေါ့နော်။မကြခင်မဟာတကြံကြတော့အဲ့တော့ တချက်ကတမိနဲ့တနာကြီးတနေ့တရက်နေ့ညလရာသီဆက်ဝင်းတွေပြောင်းတာအဲ့ဒါလိုပဲကျွန်တော်တို့လူသားတွေရောတတ္တဝါတွေရောဖြစ်ချင်းပြက်ချင်းကောင်းချင်းဆိုချင်းငိုကြွေးချင်းပျော်ရွှင်ချင်းကြောက်လန့်တုန်လှုပ်ချင်းချမ်းသာချင်းဆိုတာဖြစ်ပေါ်လာ။လောကရန်လူသားရဲ့လူဖြစ်လာတဲ့ကမကြုံရတဲ့လူမရှိဘူး။အနှဲနဲ့အများအနှေးနဲ့အများ ကြီးတာနဲ့သေးတာအချိန်ချင်းဖြစ်တာနဲ့တခါတလေဖြစ်တာဒါပဲကွာအခုလည်းကြည်စားမအောင်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့ကဘာကြီးမှာဖြစ်ပြက်နေတဲ့လောကဓာတ်တွေကကြောက်ခမလေးအသလူတွေလောက အပူတွေနဲ့ကြုံတွေ့နေရတဲ့အချိန်မဟာတကြံကာလလည်းရောက်တော့အဲ့မှာနှစ်တိုင်းနဲ့မတူတဲ့နောက်ကကောင်းငင်ဂျူသွားဂျူလာစီလေဒီလမှာ mars ap မေမှာအကြီးကျယ်ပြောင်းတာအရေးကြီးတဲ့ဂျူကြီးတွေပြောင်းတာအဲ့တော့ကဘာရောမြန်မာရောဆိုင်တဲ့ဂျူတွေဖြစ်တဲ့အတွက်ကဘာရောမြန်မာရောအဲ့ဂျူတွေမပြောင်းခင်45ရက်လောက်တည်းပြောမှဆိုဟိုဇန်နဝါရီလကုန်ဖေဖော်ဝါရီလလောက်တည်းဒီဂျူတွေပြောင်းပြီး45ရက်ဖြစ်မဲ့ဂျွန်လလောက်ထိကဘာရောမြန်မာရော မငြိမ်မသက်သည်ပြင်းထန်တဲ့သဘာဝပြီးသည်စီရင်နိုင်ငံရေးသည်ကြီးနိုင်ငံချင်းဖြုတ်ထုတ်တတ်ဒုက္ခဒုက္ခပြာပါလာသည်အပြောင်းလဲသည်လာအဲ့မှာကျွန်တော်တို့နိုင်ငံမှာအမတာပူပြင်းတဲ့နွေရာသီနဲ့အတူခက်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 စီးပွားရေးလူမှုရေးကုန်စင်တို့နေဖြတ်တန်းအောင် ိုက်ကြတယ်မှာအကောင်းဆိုးလေးတွေကိုကျွန်တော်တို့ဖြိုးလိုက်တိုင်းမိသားစုကအစီအနာရှိထားပြီးဟောပြောပေးတာအော်တပတ်သာယာဒီဘွားတွေဟောပြောရင်းနဲ့အရေးကြီးတဲ့ကာလမှာအခုလိုပဲထည့်ပြီးကျွန်တော်ပြည်သူတွေကိုအတိပေးသတိပေးရှောင်ရဆောင်ရပြောမှဖြစ်ပါတယ်ဒါကြောင့်ကျေးဇူးပြုပြီးဒီဗီဒီယိုလေးတွေကိုတစ်ချိန်ရနှစ်ချိန်ပြန်နားထောင်ကြပါ သင်တို့အတွက်အမှားမရှိပါဆက်လက်၍ဖိဆာရာသီပွားဖိဆာရာသီဆိုတာအောက်တိုဘာ24နဲ့နိုဝင်ဘာ22ကြားမှာဖွားမြင့်သူတွေဒီရာသီပွားစီဟာပြဿနာများသောကာလဖြစ်တဲ့လူမှုရေးအရှုပ်ရှင်းတွေအိမ်နွေးရေးနဲ့ငွေကြေးအရှုပ်ရှင်းများတစ်ခုပြီးတစ်ခုဖြစ်ရှင်းနေရတတ်တယ်။ယခုချိန်မှာတတိနဲ့ဘာသာရေးများများလုတ်ကင်မှုလိုတယ်။အခြေယူပါ အခြေအနေရရတို့သည် တဖြည်းဖြည်းအကောင်းဘက်ကိုတိုးတက်ပြောင်းလဲပါလိမ့်မယ်။ရှာနာစော၍ပြဿနာဖြေရှင်းခြင်းဖြင့်အမားကြီးဖြစ်ပါလိမ့်မယ်။အရာခတ်သိန်းတို့သည်ယာဟုစနေကြာသပတိအင်္ဂါချူများပြောင်းလဲခြင်းနဲ့တူဖြိဆာရာသည်ဘွားတို့သည်လှိုင်းပုတ်လိုက်တဲ့အတန်ကြောင့်ဂျိုင်းထလူပြန်ဆူသလိုပဲ။တဘာဝဝိရှိရေးနိုင်ငံရေးတွေရဲ့ပုတ်ခတ်မှုကြောင့်မိသားစုတွေလန့်ဖြန့်ပြီးကွဲထွက် ပြောင်းလဲရတာတွေမျိုးတွေကြုံရတတ်တယ်အဲ့ဒီအချိန်မှာအတိနဲ့တတိရှင်ပြီးငါတို့ခဏဖြစ်တာပဲအလုံးပြန်ကောင်းပါပဲစိတ်ဓာတ်မကြဘူးလို့တယ်ရှင်းလုံးမှုလို့တယ်ဒါကြောင့်ဒီကာလမှာကောင်းခြင်းပေါင်းလှူပေးပါလက်ဖက်လှူပေးပါလိမ်မော်ရည်လှူပေးပါရှင်းလုံးနဲ့အရာဝတ္ထုတွေဖြစ်တဲ့ကောင်းခြင်းမှုအမျိုးမျိုးအုံးသမင်းအမျိုးမျိုးလှူပေးပြီးရွှေရင်အေးများလက်လှူပေးပါ ခုံတော်ကူပါတဲ့ကအနုတ္တရောပုရိတဓမ္မသာရတိမရင်ကျေးသောနတ်လူမြမတတ္တဝါကိုယဉ်ကျေးအောင်ဆုံးမတော်မူရတဲ့အတုမရှိအောင်ပွဲဝင်သောမြတ်စွာဘုရားထို့သူသားတော်သမီးတော်တို့သည်ယဉ်ကျေးတဲ့လူများနဲ့သာတွေ့ရပါသည်ရှုပ်မှရိုင်းတိုင်းနဲ့အဖြစ်အပျက်တွေနဲ့မတွေ့ရပါသည်နဲ့ကံကောင်းမှုသာသာဖြစ်ရပါသည်အနုတ္တရော ပုရိတဓမ္မသာရတိ ပရိစ္ဆေဘာနေ့တိုင်းစိတ်တလာလုံးစိတ်ရှားနေကင်းပြီးလက်တွေရှင်လာလိမ့်မယ်ခြေရောက်ကောင်းမှုခွေးစားခူးစားငါးစားကျွေးထီထိုးခြင်းကိုလေးတုံးပတ်လဲထိုးဖိစာရာသီဘာမိသားစုအလုံးဖေးရခင်ကြမ်းမှချမ်းသာကြပါစေ thank you